လူ့အခွင့်အရေးဆိုင်ရာပညာပေးအစီအစဉ်ကို2018-2018လာမယ့်ပညာသင်နှစ်ကစပြီးဒုတိယတိုင်းပညာသင်ရိုးမှာထည့်သွင်းနိုင်ဖို့ညှိနှိုင်းနေလို့မြန်မာနိုင်ငံမျိုးသားလူ့အခွင့်အရေးကော်မရှင် MNHRC အဖွဲ့ဝင်ဦးခမောင်လေးကပြောပါရယ်လက်ရှိမှာပညာရေးဌာနနဲ့ညှိပြီးလုပ်နေကောင်းသင်ရိုးရေးဆွဲနေတဲ့အဆင့်ရှိကြောင်းတရုတ်ရေးဆွဲပြီးရင်တော့မူလရန်ကျောင်းသင်ကန်းစာရဲ့ဘေဘာသာရဲ့မှာထည့်မယ်ဆိုတာဆွေးနွေးဖို့ရှိရလို့ဥက္ကမောင်လေးကပြောပါရယ် လာမယ့်ပညာသင်နှစ်ထဲမှာသင်ယူအသစ်နဲ့စမယ့်အနေအထားရှိတဲ့အတွက်အခုတည်းအတွက်မဲ့လူအခွင့်အရေးဆိုင်ရာပညာပေးအစီအစဉ်ဟာသင်ယူအသစ်နဲ့အတူတူပါလာဖို့များကြောင်းနဲ့လက်ရှိမှာတော့ညှိနှိုင်းနေရလို့လဲဥက္ကမောင်လေးကပြောပါတယ်။သင်ယူမှာပါလာနိုင်တဲ့အကြောင်းအရာတွေအတွက်တော့သင်ယူညွန့်နိုင်ရေးဆွဲရေးဘက်နဲ့ညှိနှိုင်းနေရအနေအထားရှိရလို့ဥက္ကမောင်လေးကပြောပါတယ်။လက်ရှိမြင့်တင်ဌာနခွဲနဲ့ပညာရေးဌာနဘက်ကဟိုတေယုံညွန်နာရေးဆွဲတဲ့ဘက်ကနေအဲ့လိုညှိနေကြတဲ့အနေအထားရှိတာပေါ့နော်။ဟိုဘာတွေထည့်မယ်ဘယ်အဆင့်ထိထည့်မယ် ဘလောက်ထည့်မယ်ဆိုတဲ့ဟာပေါ့နော်ဟုတ်ဟုတ်ဒါလို့ကျွန်တော်ဟိုကလေးတွေဆိုတဲ့အတွက်လို့သူတို့ဟိုစကလုံးကြီးတွေနဲ့တိတ်အမြင့်ကြီးတွေနဲ့ဆိုရင်လည်းပဲကလေးတွေသဘောပေါက်မှာမဟုတ်နားလည်မှာမဟုတ်ဘူးပေါ့ဒီနော်ဟုတ်ကဲ့အဲ့ဒီအတွက်ဘလူးထည့်မယ်ဘလူးစကလုံးလေးတွေနဲ့ဘယ်အဆင့်ထိထည့်မယ်ဆိုတာလေးပေါ့ကလေးတွေဆိုတော့ရုပ်ပုံတွေပါနေဆိုတော့ပို့ပြီးတော့အမြင်ရှိတာပေါ့လေနော်အဲ့အဲ့ဒီလိုလဲသူတို့စဉ်းစားကြမှာပါအဲ့လိုလဲစဉ်းစားကြမှာ ဒုတိယရဲပညာသင်ယူမှာထည့်သွင်းမဲ့လူ့အခွင့်အရေးဆိုင်ရာပညာပေးရေးအစီအစဉ်မှာနိုင်ငံသားကောင်းရဲ့တာဝန်နဲ့အခွင့်အရေးတွေ၊ကျင့်ဝတ်တွေ၊စည်းကမ်းတွေစတာတွေပါဝင်မှာဖြစ်တယ်လို့လည်းသိရပါဗျ။မြန်မာနိုင်ငံမျိုးသားလူ့အခွင့်အရေးကော်မရှင် MNHRC ဟာလူ့အခွင့်အရေးဆိုင်ရာပညာပေးရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးသင်တန်းတွေပို့ချတာ၊ကမ္ဘာလူ့အခွင့်အရေးညညာစာတမ်းကိုတိုင်းရင်းသားဘာသာစကားတွေနဲ့ဘာသာပြန်ဆိုထုတ်ဝေတာ၊လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲတွေကျင်းပတာ၊စတာတွေကိုပြုလုပ်လျက်ရှိနေတယ်လို့လည်းသိရပါဗျ။